ကဘာပြက်တယ်ဆိုတာဆက်ကြောတာခရီးတသိပြက်တာကိုပြောတာနော်ဒီတနိုင်ငံလေးနေရင်လောက်တာတော့ဟိုတနိုင်ငံလေးဘာဖြစ်တာကြာဖြစ်တာမိတော်ပေါက်ကွဲတာတို့ဒုက္ခရောက်တာတို့ရေချီးတာတဲ့ဒါတွေကတာမန်ကိစ္စလေးတွေလို့ပြောကဘာကြီးပျက်စီးသွားဖို့ရအတွက် ဒါလည်းပဲတနေ့တစ်ခါမှကျုံလာဖို့အနေထားရှိတယ်ခဘာကြီးတခုဘုရားဝါဒတရားတော်ရအခုဘုန်းကြီးတို့တွေနေထိုင်နေကြတဲ့ခဘာကိုကတ္တကပ္ပကျွေးလို့ခေါ်တယ်ခရီးငါးစုပွင့်တဲ့ကဘာခရီးငါးစုပွင့်တဲ့ကဘာဖြစ်ခြင်းကြောင့်အရိမတိယမြတ်စွာဘုရားမ ပွင့်မပြီးသေးလို့ရှင်ဒီကဘာကြီးကတော့ခဏလို့စัจ java လာခရီးတသိန်းနဲ့ရောပြီးတော့ပျက်စီးသွားစရာအကြောင်းမရှိသေးဘူးအဲဒီတာပိုင်းဆိုင်ရာတခုခုပြက်ထမျိုးကတော့မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးငရင်လောက်တာတော့ရှိနိုင်တယ် အာမိလောင်တာတို့ရှိနိုင်တယ်၊ခြေမျောတာတို့ရှိနိုင်တယ်။ဒါကတော့တဏှာရဲမှသဘာဝပတ်ဝန်းကျင်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာမရှောင်မလွဲနိုင်တဲ့အနေထားလေးတွေပေါ့။တဏှာရဲမှာရှိနေလို့ရှိရင်တော့ဒီလိုအနေတွေကတော့ရှိတယ်။အဲတော့အဲ့ဒီအနေတွေကလွတ်ဖို့ရာကြီးဖြည့်ရှင်းတာကတော့ဘာလို့ရမလဲ။ ုသီလကိုအာကိုဖို့စစာတရားဆုဖို့ောင်းယရဏတုတ်တို့မေတ္တာတုတ်တို့ဆိုတာလေးပြုအဓိကတော့အနည်းကင်းဖို့ကမေတ္တာကရုဏာမုရိဒာဥပိ္ပခာလို့ဆိုတဲ့ဇမဝိဟာရတရားတွေပွားများအထောက်အကျဖို့ဆိုကဘာပြည့်ရင်တောင်မှပဲဒါပဲအကုကဒါပဲအကုကအဲ့တော့ကဘာကြီးဖြစ်စည်းသည်ဆိုတဲ့အခါမှာ ကဘာကိုဖြစ်တဲ့အင်အားစုတွေက အပြင်ကလာတာမဟုတ်ဘူးကဘာမှာပဲရှိနေကဘာကြီးပြက်အောင်လုပ်တဲ့အင်လူလောကကြီးပျက်စီးအောင်လုပ်တဲ့အင်အားစုတွေကလည်းအပြင်မှာမရှိဘူးလူတွေထဲမှာပဲရှိနော်လူတွေရဲ့ယင်နဲ့နှလုံးထဲမှာဖြစ်တဲ့တရားတွေကကဘာကြီးကိုကြောင်းလွဲပျက်စီးသွားစေနိုင်တယ်ဒါကြောင့်မို့လို့လူသားတွေက သိလောဘကြီးတဲ့အခါမှာကဘာကြီးမိတော့ပြီးတော့ပြည့်စည်တယ်တဲ့အဲတချို့ကတော့မိနဲ့ဒေါသနဲ့ရှင်ပြီးတော့ဒေါသတွေသိကြီးလို့ရှင်မိလောင်ပြည့်စည်တယ်လို့ဒီလိုအဆိုလိုက်တစ်မျိုးရှိတယ်ဒါဝိသုဒ္ဓိမဲ့ကျမ်းမှာဆိုထားတဲ့အဲ့တော့လောကလူတွေဟာသိလောဘတွေကြီးလာ ိတ်လောရကြီးလာလို့ရှိရင်ကဘာကြီးကမိလောင်ပျက်စီးနိုင်တယ်။ဘာလို့ဆိုတော့လောဘဆိုတာလည်းပဲပြောတာလောဘကလည်းရင်ထဲမှာပူတဲ့အရာတစ်ခု။ဒါမှမဟုတ်မြတ်စွာဘုရားကလောဘကိုလည်းမီးလို့ခေါ်ရာဂမီးဆိုတာအဲ့ဒါရာဂမီးရလဲလောင်တာပဲ။သောတာဆိုတာလဲပြီးတယ်။ ဒါဖြင့်ဒီမိနမီးကဘလို့ထူးခြားတော့လို့ကိုယ့်အကိုစဉ်းစားကြည့်လိုက်ဒေါသမီးကကောက်ရုံးပြီးတော့ပဲဝုန်းတိုင်းဆိုပြီးသွားတာနော်လောဘမီးကပြီးတယ်လို့မရှိဘူးလောင်းနေတာအမြဲလောင်းလူချင်းမှုဆိုတာယထာမှာရှိပါ့မရှိဒေါသဆိုတာပြေသွားတာရှိတယ်လေဒေါသဆိုတာဖြစ်ပြီးရင်တကြစိတ်ကကြည်သွားပြန်ပြေးတော့ ရာဂဆိုတာကြတော့အဲ့လိုစိတ်ကြီးအေးသွားတာရှိမှမရှိနဲ့လူချင်းမှုကအမြဲတမ်းရှိအဲ့တော့ရာဂမီးကတမြင်းမြင်းလောင်နေတယ်မီးသူလည်းမီးပဲဒေါသမီးဆိုတော့ဝုန်းတိုင်းလောင်ပြီးတော့ပြတ်သွားတာသူကအဲမောဟမီးဆိုတာလည်းပဲတမြင်းမြင်းလောင်ပြီးတော့ဒီငြိမ့်လို့မရနိုင်တော့တဲ့ခက်ခဲတဲ့မီးတမီးလို့ အဲ့တော့သာမီတန်ခါနေမှာလူရည်ရဲ့တဏ္ဍမှာယဉ်နှဲမှာဖြစ်တဲ့တရားတွေကိုဆွဲပြုတ်ပြီးတော့လူသားတွေလောဘချီးပြီးဆိုလို့ရှိရင်ကဘာကြီးကိုမီးလောင်ပြီးတော့ပျက်စီးစေတယ်တဲ့လူသားတွေဒေါသချီးပြီးဆိုလို့ရှိရင်ကဘာကြီးကိုရေလွှမ်းပြီးတော့ဖျက်ဆီးနိုင်တယ်တဲ့ လူသားတွေမောဟကြီးပြီးတော့ဘာမှလူတွေဟာလုံတဲ့နာနဲ့မလုံတဲ့နာ ခွဲခြားမသိပဲနဲ့မလုံတဲ့နာတွေလုံတဲ့မှားမှရင်နေမောဟကျွေးဝေးတာကိုယ်ကားတွေချက်လာတဲ့ဆိုလို့ရှိရင်တော့လေဖြတ်တဲ့ကဘာကြီးတစ်ခုလုံးကိုလေကအဖြက်လေကြီးကဖြတ်စည်းသွားနိုင်တယ်ဆိုတော့ကဘာဖြတ်တဲ့အာစုတွေကဘာတွေရောဆိုတော့ မီးတဲ့ရေတဲ့လေတဲ့ကဘာဖြစ်တာအင်အားစုကအဲကဘာဖြစ်တဲ့အင်အားစုကဘယ်မှာရှိတယ်လို့ကဘာမှာပဲရှိတာပဲနိကဘာမှာပဲရှိအဲ့ဒီကဘာဖြစ်တဲ့မီးဟာဘယ်သူကအခြေပြုတာတော့ဆိုလူတွေရဲ့ယင်ထဲမှာဖြစ်ပေါ်နေတဲ့ရာဂမီးကြောင့်မို့လို့ပို့ပြီးတော့အင်အားတွေချက်တာ ကဘာပြတ်တဲ့ရေတွေဟာဘာကြောင့်ကဘာပေါ်မှာလွှမ်းလူတွေရဲ့ယင်ထဲမှာဖြစ်ပေါ်ဖြစ်ပေါ်ပြီးတော့လာတဲ့ဒေါသတွေကြောင့်ကဘာပြတ်တဲ့နေကြီးတွေဟာဘာကြောင့်အာစုမိလာလဲဆိုရင်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့မောဟကြောင့်ဒါကဝိတ္တုဋ္ဌိပ္ပံမှာ ဒီလိုဆုံးထားတဲ့စကားတစ်ခုเนาะကဘာဖြစ်ပြီးဖြစ်တော့မယ်ပြတ်တော့မယ်ဆိုလို့ရှိရင်ကဘာဖြစ်တဲ့ဟာရေရလေရမီးရပဲအကျဉ်းညာဆိုတာဖြစ်တာမီးကဘာဖြစ်လို့ရောဆိုလူတွေမှာလောဘကတောင်းကြတယ်ပြားတာခုနမြတ်စွာဘုရားဟောတဲ့အထက်မှာမိစ္ဆာဓမ္မတော့ အတ္တမရာဂတို့ဝိသမလောဘတို့မိစ္ဆာဓမ္မတို့ဆိုရာဂတွေကြီးတယ်လေလောဘတွေကြီးတယ်ဒါကြောင့်မလို့အမြဲတမ်းလူတွေကိုလွန်မှုနေတာကရာဂပဲဖြစ်တယ်ဒါကြောင့်မလို့နီးဖြတ်တဲ့ကဘာကအချိန်ပိုများတယ်ဟဲ့အဲနီးဖြတ်တဲ့ကဘာကပိုပြီးတော့အချိန်များတာ ပြီးတော့မှရေးဖြတ်တဲ့ကမ္ဘာပြီးတော့လေးဖြတ်တဲ့ကမ္ဘာတစ်ခါတစ်ခါလာအဲ့တော့အဲ့ဒီလိုဖြစ်တဲ့အခါအခုဗန္ဓကဘာမှာအရိမိတ္တရာမြတ်စွာဘုရားပွင့်အောင်မှဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ဖြစ်လူသားတွေဟာအခုကြည့်ပါဦး တပြေးတက်တန်းနေတိုးလာတယ်ဆိုတော့ဘုဒ္ဓမထေရှားတက်တန်းနေတိုးလာတယ်ဘုဒ္ဓမထေရှားတယ်လူတွေရဲ့အသက်တွေဟာပြေးပြေးဆိုးတာဆိုးလာတဲ့အခါမှာနောက်ပိုင်းမှာဒီသိပ္ပိတက်တန်းတိုးလာတဲ့အခါလူတွေမှာဘာဖြစ်လာတော့ အမတမပြင်းထန်တဲ့အမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်အဲ့ဒီအမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်လာတာကိုအကြောင်းပြုပြီးတော့လက်နဲ့တွေမျိုးစုံတီထွင်လာကြအစွမ်းထွက်တဲ့လက်နဲ့တွေကိုအုံပြုပြီးတော့လူသားတွေဟာကိုနေထိုင်တဲ့ကဘာကြီးကိုဖျက်ဆီးကြတာဒီတိုင်းပဲလားဖျက်ဆီးပြစ်တာအေးနောက်ဆုံးမှာတံဝေကရင်ရပြီးတော့ ကိုယ်စိတ်ကိုချုံးနေပြီးတော့လောဘတွေကိုနှိမ်ွက်ပြီးတယ်ဒေါသတွေကိုနှိမ်လာတယ်မောဟတွေကိုနှိမ်လာပြီးတော့ကိုချင်းတရားကိုပြန်ပြီးတော့တတိယလာတဲ့အခါမှာလူသားတွေရဲ့တတန်းဟာလည်းတတိယပြန်ပြီးတော့တက်လာတယ်အဲဒီလိုတက်လိုက်တာ လူသားတွေကောင်းရင် ကောင်းသလောက်ဆိုပြီးတော့တတန်းကြီးရရှိလိုက်တာအသင်ခြေတိအောင်ရှင် လူဘဝမှာပြင်းနေအောင်နေရတဲ့အနေအထားမျိုးထိရောက်ပါအောင်မယ်။အဲ့ဒီအနေတစ်ခါပြန်ပြီးတော့လူတွေအကျဉ်းစားရတဲ့ပြက်မှုကိုကြောင်းပြုပြီးတက်တန်းနဲ့ပြန်ဆုပ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 ်လာတဲ့အခါတသိန်းသန်းအောက်ရောက်လို့အသက်ဟာ၈000တန်းဆိုတဲ့အခါမှာအရိဝတ္တရာမြတ်စွာဘုရားပွက်မယ်တဲ့။အဲ့ဒီအတွင်းကြည့်အောင်တော့ ဒီကဘာကြီးခဏလို့ပြက်မယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါဘုရားဘာသာကျမ်းစာတွေကဘာကြီးကလုံးဝခဏတည်းမှာမိရေရုလေရုကြောင့်ဖြစ်တာမျိုးမပြက်ဘူးပေါ့ဒေသအလိုက်ငရဲ့လုံးလို့တော့ရေရွှမ်းလို့ဒီလိုဟာမျိုးတော့ရှိမှာရှိမှာအရှိပဲမနေနိုင်ဘူးဒါတော့ရှိတယ် အဲ့လိုအနစ်စတောင်းတန်းကြတော့အရိမတိယမြတ်စွာဘုရားပွင့်နေတယ်လူရီဟာရွှေခစ်ကိုပြန်ရောက်ပြီးတော့တရားဓမ္မတွေနဲ့အမတမငြိမ်းချမ်းပြီးတော့နေနောက်ပိုင်းမှာဒီလိုပဲပြန်ဆုတ်လာအောင်မှဆုတ်လာပြီးတော့လူရီတက်တန်းတိုးလာတော့နောက်ဆုံးကြတော့ဒီဗရကဘာကြီးကလည်းပြည့်စည်ပါဘာလို့လဲဆိုမြတ်စွာဘုရားဟောတာလားနိ သဗ္ဗိသင်္ခါရအနိစ္စဘေယာမထာဝရတိရှိတာရှိပါရှေ့တနေ့တစ်ချိန်ကပျက်စီးရမှတေးချာတယ်။ညီကြီးလက်ခတ်မလွယ်ပျက်စီးမှပဲ။အေးအဲ့တော့အခုလို့ဈီးတို့ရေတို့လေတို့ကနေပြီးတော့ကဘာကြီးကိုဖြတ်စည်းလို့ကဘာကြီးပြက်တယ်ဆိုတာဘယ်တိုင်းသာအထိပြက်သွားတော့ဆိုတော့ မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တရားတော်ကြီးပြတ်နှံ့ရာပြတ်နှံ့နေဆိုတာလူသားတွေပေါ်မဟုတ်ဘူးဆက်ကြပါလားခရီးတသိန်းဆိုတာအများအားဖြင့်တော့နတ်တွေပြမာတွေပေါ့မြတ်စွာဘုရားတရားတော်ကိုလွယ်လွယ်ကူကူနဲ့လာရောက်နားလိုက်တာနတ်တွေပြမာတွေပဲဆက်ကြပါလားခရီးတသိန်းမှာရှိတဲ့နတ်တွေပြမာတွေဟာ ဆက်ဆော့ဘုရားရဲ့တရားတော်တွေကိုနိုင်ယူမှတ်သားပြီးတော့လက်ခံထားကြအဲ့တော့ကဘာပြည့်ပြီဆိုရင်တစ်ခါပြည့်ရင်ဆက်ကြဝလာဂရေတသိန်းထီအောင်ပြည့်တယ်တဲ့နော်ဆက်ကြဝလာဂရေတသိန်းပြည့်တယ်အဲ့ဒီလိုခရီးတသိန်းထီအောင်ပြတ်တဲ့အခါမှာမပြတ်ခင် ဘလောက်ကကျူတင်ပြီးတော့တည်ရအနှစ်တသိန်းကတည်ကျူတင်ပြီးတော့တည်တယ်ကဘာပြတ်တော့ပဲဆိုတာဘသူတွေကတရင်ပေးတယ်လေလို့ဆိုရင်စာထဲမှာပါတာကိုပြောနော်ဒီအကြောင်းအရာတွေကိုယုံကြည်နိုင်ပွဲရာ မရှိဘူးလို့ပြောကောင်းပြောလို့ရတယ် မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတာရှိတယ်။ကောတတ္ထတာဘယ်သူယုံမလဲတဲ့။ကဘာကြီးတနေ့ကျလူပျက်စီးသွားမယ်ဆိုတာမန်ပုဂ္ဂိုလ်တွေမယုံနိုင်ဘူးတဲ့။အညတရဒိဋ္ဌပတိဟိတရားဓမ္မကိုကောင်းကောင်းမြင်သွားတဲ့သောတ္တပန်ပုဂ္ဂိုလ်ကလွဲရင်ဉာဏ်နဲ့ပုဂ္ဂိုလ်တွေကယုံနိုင်ပေါ်ရမှာရှိဘူး။ယုံရမှာမဟုတ်ဘူး။သောတ္တပန်ဖြစ်ရင်တော့ယုံပြီပေါ့။ ဟောတဲ့ဆရာဒီလိုဟောတာရှိတယ်အညတရဒိဋ္ဌပတိဟိသစ္စာလေးပါအမှန်တရားကိုသိထားတဲ့ပုဂ္ဂိုလ်ဟာအေးဒီနေ့ပြည့်မယ်ဆိုတာသူကလက်ခံပြီးတာအနိစ္စသဘောတရားကိုကောင်းကောင်းသိထားတဲ့ပုဂ္ဂိုလ်ကဒီနေ့ပြည့်တယ်ဆိုဟုတ်တယ်ပြည့်ကိုပြည့်လုံးဝလက်ခံတယ်လုံးဝယုံတယ်ဉာဏ်နဲ့ပုဂ္ဂိုလ်တွေက တန်တရားရှိကောင်းရှိလိမ့်မယ်ဒီလိုဆိုလို့ဟာနော်ကောမန္တာကောတတ္ထာတာကဘာကြီးတနေ့ကျပြတ်မယ်ဆိုရင်ဘသူတိပြီဘသူကယုံကြည်မလဲဆိုဘသူမှယုံမှာမဟုတ်ဘူးလေသို့သောသောတပန်ပုဂ္ဂိုလ်တွေကလွယ်တဲ့သမ္မာပုဂ္ဂိုလ်တွေဘသူမှယုံမှာမဟုတ်ဘူးသောတပန်ပုဂ္ဂိုလ်ကယုံနေတယ်တို့ဒါလို့ဆိုရဲရသော် အဲ့ဒီမှာကဘာပြတ်တော့မယ်ဆိုရင်ရုပ်ချင်းောက်ပြီးတော့ပြတ်တာမဟုတ်ဘူးလောကဂျူဟာလို့ဆိုတဲ့ကာမဘုံက နတ်တိသရင်ပေးတဲ့နတ်တိရှိလောကဂျူဟာဆိုတဲ့သရင်ပေးတဲ့နတ်တိဩသဘေကြီးကိုဖာယာဖြေချပြီးတော့တကယ်ကို နိညာနဲ့အဝတ်ကြီးကိုဝတ်လို့အသွင်ပြင်စိတ်ဆင်းရဲနေတဲ့အမူအရာနော်အဲ့ဒီအမူအရာနဲ့သူတို့ကလူပြေကိုလာပြီးတော့ပြောကြတယ်တဲ့သူတို့ပြောတဲ့စကားကလည်းအမှန်တမ်းကောင်းတယ်အနှစ်တသိန်း ကြာပြီးတဲ့နောက်မှာကဘာကြီးပြက်လိုက်မယ်တဲ့ဟောသတင်းပေးတယ်အဲ့တော့ကဘာကြီးပြက်လိုက်မယ်ဒီကကြီးကလွတ်အောင်မလုပ်ကြရမလဲဆိုရင်မေတ္တံဘာဝေထမေတ္တာမာရိတံဘာဝေထဟောမိတ်ဆွေတို့မိတ်ဆွေတို့တငယ်ချင်းတို့မေတ္တာကိုပွားကြပါအချင်းချင်း ဉာဏ်မြဖြစ်ကြပါနဲ့ကရုဏာဘာဝေတ္တပါကရုဏာထားကြပါပုရိတာဘာဝေတ္တပါတဝူကြီးပွားတာတဝူမနာလိုမဖြစ်ကြပါနဲ့ဥပိ္ခာဘာဝေတ္တပါတတ္တဝါဆိုတာကံတိုင်းပဲဖြစ်တာမို့ယံမလုံးကြပါနဲ့မတွေ့တာကြပါနဲ့သူကံနဲ့သူသွားကြပါပါမေတ္တာကရုဏာပုရိတာဥပိ္ခာဆိုတဲ့တရားတွေ ပွားများအထုတ်ဖို့ဆိုပြီးတော့လက်ပြီးတော့သူတို့ပြောတာတိုက်တော်လားဘုရားမဆိတ်ရှင်းရဲ့ပြီးတော့သူတို့လည်းငိုကြွေးပြီးတော့ဒါအနှစ်တသိန်းစောပြီးတော့ပြောတာကြီးညာချက်ထုတ်တာနော်လူပြည်လူလောကကိုလိုက်ပြီးတော့သူတို့ပြောတာအဲ့တော့ဒီကဆိုးကြီးကလွတ်ချင်လို့ရှိရင်တော့ မေတ္တာကရုဏာမုရိတာဥပေက္ခာဆိုတဲ့ဒီတရားဒါလွယ်လို့ဘာမှလုပ်ဆရာမှမရှိနိုင်အန္တရာယ်ကကင်းညင်နေဆိုလို့ရှိရင်ဘုန်းကြီးတွေတွေမှာအခုချိန်မှာကဘာမှာမေတ္တာကနဲလာတာဟုတ်မေတ္တာတွေနဲလာတယ်မေတ္တာတွေနဲတဲ့ကြောင့်မို့လို့ကိုယ်ကျိုးစီးပွားကိုကြည်လာတယ်သူများရဲ့အကျိုးစီးပွားကိုသိမ့်ကြည့်ဘူး နိုင်ငံနဲ့နိုင်ငံနဲ့ကြည့်လေနိုင်ငံနေနိုင်ငံနေဟာကိုကျိုးစည်းဝါကိုကာဝယ်ရေးဆိုတာလောက်လာကြသူများကျိုးစည်းဝါမဟုတ်ဘူးကိုကျိုးစည်းဝါကိုကာဝယ်ရေးဆိုတာဒါမေတ္တာမဲ့လာတဲ့အတိတ်ပဲအဲကရုဏာတွေကင်းမဲ့လာတယ်မုရိတာတွေကင်းမဲ့လာတယ်တူကြီးပွားရင်တူကမနာလို့မရှုစိတ်တွေဖြစ်လာတယ်နောက်တစ်ခါ အခြေအနေတခုပေါ်မှာဥပိ္ပခမထားနိုင်ကြဘူးရံလိုကြတယ်မုန်တီးကြတယ်တွေ့တာကြတယ်ဆိုရင်အနေထားလေးဖြစ်လာအဲ့ဒါတွေကကဘာပြတ်ဖို့ရာအတွက်တကယ်ကိုအဓိကကြတဲ့အကြောင်းရင်းတွေဖြစ်လာအဲ့ဒါကြောင့်မို့လို့လောကပြုဟာနတ်တွေကလူတွေကိုလိုက်ပြီးတော့တတိပေးတာမေတ္တာပွားကြပါကရုဏာထားကြပါဥပိ္ပခ အဲပုရိတာပွားကြပါဥပက္ခထားကြပါမိဘနှစ်ပါးသေးစားကြပါလူကြီးသူမတွေကိုယူသေးကြပါနဲ့ဆိုတဲ့ဒီစကားတွေနဲ့လိုက်ပြီးတော့တတိပေးတဲ့အခါအဲ့ဒီခေတ်ကဘာမပြည့်ခင်အနှစ်တသိန်းလူတွေဟာဘလောက်ကောင်းသွားကြသလဲလို့ဆိုရင်သူဆိုတာကြောက်ပြီးဆိုရင်ပို့လို့နော် ကြောက်เสียရှင်ပူကြောက်တတ်တယ်သူကဒါကြောင့်မလို့အဲ့ဒီအချိန်မှာလူတွေကစိတ်ကောင်းနှလုံးအောင်ထားမေတ္တာဘာညာပွားများအထောက်ကြတဲ့အခါမှာလူတွေကမြမကြီးရောက်ကုန်တယ်လို့ပြောမေတ္တာဆံပွားပြီဒါဖြင့်တိရိစ္ဆာန်တွေရောအဲတိရိစ္ဆာန်တွေကလည်းအဲ့ဒီအချိန်မှာတကောင်းတကောင်းသိမ့်မညှင်းစဲတော့ဘူးလေမညှင်းစဲဘူး ကျင်နာမှုလေးတွေတကောင်းတကောင်းကျင်နာလေးတွေရှိကြီးတွေခွေးတွေတောင်ပါတခါတခါကျတော့တကောင်းတကောင်းကျင်နာမှုလေးတွေရှိတယ်လေးသူတို့မှလည်းအဲ့ဒါလို့ကျင်နာတရားလေးတွေထားတတ်လာတဲ့အခါမှာဒီတိရိစ္ဆာန်လေးတွေဟာတည်တဲ့အခါကျတော့လက်ပြေရောက်ကြတယ်လက်ပြေရောက်တဲ့အခါလက်ပြေရောက်တဲ့အခါကျတော့စံတရားဆက်ပွားများတဲ့အခါပြမပြေရောက်ကုန်ကြတယ်ကဘာကြီးပြတ်တော့မယ်ဆိုလို့ရှိရင်သက်ရှိတတ္တဝါတွေ အလုံးဟာနောက်ဆုံးမှာကဘာပြက်ဖို့ကဘာပြက်မဲ့နေပဲလွတ်တီထီအောင်သဘာမီးလောင်နေတဲ့မပါရသူတို့သူတို့ကောင်းမှုတွေလောက်ပြီးတော့စိတ်ဓာတ်တွေပြင်သွားတဲ့အခါမှာကဘာပြက်တာတော့သူကသူပြက်မှာပဲမရဘူး။ဒါပြလို့တော့ဆိုတော့မမြဲတဲ့သဘောတရားကိုပြက်ချိန်တန်လို့ပြက်တာ။ အဲ့တော့တတ္တဝါတွေကဒီထဲမှာပါရအောင်စိတ်ကောင်းနှလုံးကောင်းထားတဲ့အခါတောက်ဆုံးမှာပြမပြချီရောက်သွားကြတယ်လို့ဒီလိုဆိုတဲ့စာလဲပါအဲ့ဒီမှာမိဖြတ်တဲ့ကဘာဆိုလို့ရှင်ဘယ်ဒီအောင်ဖြတ်တော့ဆိုရင်အဘဒရပြမဘုံရဲ့အောက်ကြည့်ကုန်ဖြတ်တယ်အဘဒရပြမဘုံရဲ့အောက်ကြည့်အောင်ကုန်အဲ့တော့ရှင်မ ပါရိသေသဗျမပရောဟိတာမဟာဗျမလို့ဆိုရက်ပထမဇံဗျမဘုံပါသွားတယ်အဲ့ဒီကိုပြက်သွားအကုန်လုံးမီးလောင်မီးလောင်နဲ့ထဲပါသွားရေဖြတ်တဲ့ကဘာရောက်တဲ့အခါကျတော့ဥပကိဏာဆိုရက်ဗျမပြေရဲ့တောက်ကုန်ပါသွားတယ်တခါလေးဖြတ်တဲ့ဘုံကြတော့ ပို့ပြီးတော့လေးချက်တဲ့ကဘာကြတော့ဒီဝေဟဘုဘုံရဲ့အောက်မှာရှိတဲ့ဖြမဘုံတွေကပါသွားတယ်ပို့ပြီးတော့လေးကပိုပြင်းထန်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲတော့မီးဖြစ်ပြီးဆိုလို့ရှိရင်တော့နေတစင်းကြီးတစင်းတစင်းကြီးတစင်းထွက်လာပြီးတော့နောက်ဆုံးမှာမိုးတွေလုံးဝ မိုးမရွာတော့ပဲနဲ့နေရာလည်းပဲမဝင်တော့ဘူးတစ်စဲပြီးတစ်စဲအဲ့တော့ဒီစကြဝဠာအပြင်နေရီရှိတယ်ဆိုတာသိပ္ပံဆရာတွေကတော့အခုတွေ့ဟောနောက်ထပ်နေတစ်စင်းတွေ့နေတယ်တို့နေနှစ်စင်းတွေ့တယ်တို့ဒီလိုရှိတယ်အဲ့တော့ကဘာထဲမှာဖြတ်ဖို့ရအတွက်နေရီဟာဒီစကြဝဠာတွေကိုချင်းကပ်လာတဲ့အသေးပဲမျိုးပေါ့ ဒါကသဘာဝကြီးကသူ့အတူဖန်နေလာတာကြီးပြတ်တဲ့ကဘာကြတော့ပိုးရဆွမ်းလာတဲ့ပိုးတွေကခုခေတ်တောင်ပြောကြသေးတယ်လေအစ်စ်မိုးတွေဗာမိုးညာမိုးတွေမိုးကရှိသေးတာဟုတ်အဲ့ဒီကဘာဖြစ်တဲ့မိုးကြတော့ဘာလို့မိုးတွေတော့ဆိုဆန်းငံကြီးမိုးတွေဆန်းငံဆိုတာဘယ်နေရာထိလိုက်ထိလိုက် အရေးပြောသွားနိုင်တာအဲ့ဒါမှငန်နဲ့မိုးရည်တွေနဲ့အကုန်လုံးဟာဆန်းခံရည်ထိတဲ့အခါမှာကြောက်တယ်လည်းပဲအကုန်လုံးဆွေးမြေးအရေးပြောတောင်းတယ်လည်းဆွေးမြေးအရေးပြောအဲ့ဒါလို့ထိလိုက်တဲ့ဟာတွေဟာအကုန်အရေးပြောပြီးတော့ပျက်စီးသွားကဘာဖြတ်တဲ့ဘူကြီးရွာပြီးတော့ကဘာကြီးကိုတွန့်သွားနိုင်တယ်အဲ့ဒါကရေးဖြတ်တာ လေဖြစ်တာကြတော့တစ်ဖြည်းဖြည်းမြူးမုံလေးတွေလွဲ့နေလေကနေစပြီးတစ်ဖြည်းဖြည်းလေတွေပြင်းထန်လာလိုက်တာနောက်ဆုံးမှာတိုက်အိမ်ကြီးတော့ကြောက်တုံးကြီးတွေထီအောင်လွင့်သွားအောင်တိုက်တဲ့လေမုံတိုင်းကြီးတွေထီအောင်နောက်ဆုံးမှာတောင်ကြီးတွေကလွင့်ပါသွားတဲ့လေမုံတိုင်းကြီးတွေထီအောင်တိုက်လာပြီးဘာမှမကြံတော့ဘဲနဲ့နောက်ဆုံးမှာ စကြာဝဠာထဲမှာရှိတဲ့အရာဝတ္ထုတွေဟာလေတိုက်လို့တစ်ခုနဲ့တစ်ခုရိုက်ခတ်ပြီးတော့အမှုန့်ဖြစ်သွားတဲ့ထီအောင်တိုက်ပြတယ်။အာဂတာကြီးပဲကြံတော့တယ်။အဲတော့မီးလောင်ရင်လည်းပဲအာဂတာပဲကြံတယ်။ရေဖြတ်လို့ရှိရင်လည်းရေထဲမှာအရေးပျော်သွားလို့အာဂတာကြီးပဲကြံတယ်။လေတိုက်လို့ရှိရင်လည်းတစ်ခုခုလွင့်ပြီးတော့ တခုနဲ့တခုရိုက်ခတ်လို့အမုံနေဖြစ်ပြီးတော့အကုန်လွင့်သွားတဲ့အခါမှာအာဂါသာကြီးပဲကျန်နေလို့ကဘာကြီးတခုတော့ဟာဒီလိုဖြစ်မယ်လို့ဆိုတာကိုစာထဲမှာဒီလိုပေါ်ပြထားတာရှိတယ်။အဲအဲ့ဒါလို့ပေါ်ပြထားတာဟာအမှန်မဲလားလို့ဆိုတော့ရသော်ပြာကိုယ်တိုင်ကဟောထားရတဲ့အထဲမှာအေးဒီအကြောင်းအရာကိုတတ္တဗံမှတပါးတပြည့်ပုဂ္ဂိုလ်တွေကတော့ယုံမှာမဟုတ်ဘူးတဲ့ရသော်ပြာကိုယ်တိုင် ိုးတော့လည်းမမြဲတဲ့တဘာဝဟာဒီတိုင်းပဲလာမှာပဲလို့ဒီလိုဟောတယ်ဒီပေါများဆိုကြားတဲ့အခါမှာဒီအခြေအနေမျိုးတွေဖြစ်ပေါ်လာမယ်လို့ဒါတော့မမြော်လင့်နိုင်ပဲနဲ့အမတမရှိကြလာတဲ့အခါကလပြန်ဒါမျိုးကြီးဖြစ်လာမှာပျက်စီးမှုဆိုတာတခုနဲ့ဒီလိုပျက်စီးသွားတာ အဲ့လိုသတ္တဝါတွေအားလုံးဟာလည်းပဲစိတ်ကောင်းနှလုံးကောင်းမွေးလိုက်တဲ့အခါမှာကဘာပြက်ကင်းကြီးရတယ်လွတ်ပြီးတော့ကောင်းရသူတွေမှာနေကြတယ်အဲတချို့စားတဲ့မှာတော့ရေးထားတာရှိတယ်ဒီကဘာပြောင်းခံရတယ်ဆိုတဲ့အမတမဆိုးွားတဲ့ပြစ်မှုကြီးကြီးနှောင့်တဲ့ဒီနိဒမိစ္ဆရိဋ္ဌိဆိုတဲ့ ခကင်းကျုလုံးဝငင်းပယ်တဲ့အယူဆခေါင်းမာတဲ့ပုံကိုယ်တွေကလည်းတဏှာဝကလွတ်လန်းမရှိတော့အဲ့လိုပုံကိုယ်မျိုးကလည်းပဲကြောင်းပြီးတော့ခံရတာရှိတဲ့အဲ့တော့ဒီစကြဝဠာအတွင်းမှာရှိတဲ့ငရေသားတွေလည်းအလုံးတစ်ဆင့်ပြီးတစ်ဆင့်ပေါ့ငရေသားတွေလည်းပဲသူတို့မှာတစ်ချိန်က ငရေတရိစ္ဆန်ပြိတ္တာမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေတစ်ချိန်ကအပရာပရိယဝေရဏိယကုသကံဆိုတာတတဝါတိုင်းမှာရှိတယ်ပေါ့တစ်ချိန်ကလောက်ခဲ့တဲ့အပရာပရိယဝေရဏိယကုသကံရဲ့စွမ်းအားနဲ့ဘဝတစ်ခုကအစင်တန်းလေးမြင့်လာလိုက်အနှစ်တသိန်းဆိုတော့အချိန်ကြီးအများကြီးရတာဟုတ်စိတ်ဓာတ်လေးတွေပြောင်း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 ပြီးတော့ ။တရားကလွတ်လူဖြစ်လူဖြစ်တဲ့ကမ္မတရားကျင့်တရားကျင့်တဲ့အခါမှာမြမပြေရောက်။တိရိစ္ဆာန်လေးတွေကလည်းအကျဉ်းနာတရားထားရတာနေလူဖြစ်လူဖြစ်တဲ့ကမ္မဟောတရားကျင့်။အဲဒုဗဝမှာတရားကျင့်လို့မမိတဲ့ပုဂ္ဂိုလ်ကတပ်ပြေရောက်တပ်ပြေကြတော့တပ်ပြေကအသိဉာဏ်ပူထက်တယ်ပူထက်တော့အချင်းချင်းတတိပေးဟောပြောတာနဲ့တရားကျင့်ပြမပြေရောက်ကြ ဒီလိုနဲ့ကဘာပြက်တဲ့ခရင်ကနေပြီးတော့လွတ်ပြီးတော့သွားကြတယ်လို့ကဘာပြက်မှုနဲ့ပတ်သက်ပြီးတော့ဝိတ္တုဋ္ဌိဘက်မှာခေါ်ပြထားတာရှိတယ်ကျေကျေပြတ်ပြတ်ဖတ်ချင်တဲ့ပုဂ္ဂိုလ်ကအဲ့ဒါဝိတ္တုဋ္ဌိဘက်မြန်မာပြန်ကိုဖတ်လို့ရတယ်